ာပါကျွန်တော်တို့ဒီဗီဒီယိုကလစ်ကလေးမှာကျွန်တော် Revit နဲ့အတူတွက်ဖက်ပြီးတော့ Dynamo ကိုဘယ်လိုအသုံးပြုလဲဆိုတဲ့အကြောင်းလေးကိုတင်ပြဆွေးနွေးတော့ဖို့ရှိပါတယ်အာ Revit အနေနဲ့ကျွန်တော် recommend လုပ်တာကတော့ Revit 2016ကိုအသုံးပြုစီခြင်းပါတယ်ဒါမှလည်းကျွန်တော်တို့ Dynamo code အနေနဲ့ updated ဖြစ်တဲ့ Dynamo code တွေကိုအာဒီပြောရမယ့် Dynamo version ကိုအသုံးပြုနေမှာဖြစ်ပါတယ်တော်တော်စရာအပြင်ကျွန်တော်ရဲ့ Dynamo version က အာ Dynamo 1.2.1ဖြစ်ပါတယ်။ Okay ။ဆိုတော့ Dynamo ကို Dynamo 2စပယ်အောင်မရှိသေးဆိုတော့ Dynamo system မှာဆိုရင်တော့ကျွန်တော် ribbon ရဲ့ add in tab အောက်မှာရှိပါတယ်။ Okay ။ click နေတဲ့အခါမှာကျွန်တော်တို့ Dynamo dialog box ပေါ်လာပါလိမ့်မယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ Dynamo interface ကိုနည်းနည်းလေးတင်ပြဆွေးနွေးပါမယ်။အဲ့တော့ Dynamo interface ရဲ့ ပွင့်လာပြီဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့အပေါ်မှာ menu bar ရှိမယ်အောက်မှာကျွန်တော်တို့ shortcut tools လေးတွေရှိမယ်ဒါကတော့ဒီဒီဒီ code တွေဖွင့်ဖို့အတွက် new code တွေဖွင့်ဖို့အတွက်ဒါကတော့ pandivida code တွေကို open လုပ်ဖို့အတွက်ပါဒါကတော့အာကျွန်တော်တို့ code တွေဖန်နေပြီးတော့လို့ရှိရင်ဒါမှမဟုတ် dependency ဖြစ်စေ save လုပ်ချင်တဲ့အခါမှာတော့မှာလေဒါကတော့ undo နဲ့ redo ပေါ့နော်အဲ့တော့ဟောဒီအာပထမဦးဆုံး page မှာ bar ရှိမယ်ဆိုတော့ new ရှိမယ် ချို custom node တွေရှိမယ်ပြီး open ရှိမှာထားပါတော့ဒါကတော့အောက်မှာတော့ recent ကျွန်တော်ဖန်တီးထားတဲ့အာ dynamo cook လေးတွေကိုသူကဒီမှာစီပြီးတော့ပြထားတာဖြစ်ပါတယ်အဲ့တော့ညာဘက်ကတော့ပါရှိမှာလဲဆိုတော့ discussion forum နေသွားလို့ရတယ် dynamo website ကိုသွားလို့ရတယ်ဒါမှမဟုတ် reference တွေနဲ့ကျွန်တော်တို့ head file တွေကိုဒီကနေပြီးတော့ရှာဖွေပြီးတော့လေ့လာလို့ရပါတယ်ဒီအောက်မှာတော့ sample တွေရှိတယ်ပေါ့နော်သူတို့ပေးထားတဲ့ sample တွေ December ရက်နေပြီးတော့သွားပြီးတော့ကျွန်တော်တို့သိချင်းနဲ့ ိစ္စတွေကိုလေ့လာလို့ရပါတယ် remouse အနေနဲ့ကျွန်တော် new ကိုဖွင့်လိုက်ပါမယ်အဲ့တော့ဒါဒီ dynamo ရဲ့အာဘာမှမဖန်တီးရသေးတဲ့ဒီ blank အနေနဲ့ပွင့်နေတဲ့အာ dynamo ကိုဖိုင်တော့ကျွန်တော်နာမည်မပေးရသေးတဲ့အတွက်လောလောဆယ် home အနေနဲ့ပဲရှိနေပါမယ်အဲ့တော့ဒီမှာ user interface ကိုလေ့လာမယ်ဆိုရင်ပထမဆုံးအပေါ်မှာ menu bar ရှိပါမယ်ဒီအပေါ်မှာ toolbar ရှိပါမယ်ပြီးလို့ရှိရင်ဟောဒီ ညာဘက်မှာဘာရှိမလဲဆိုတော့ library ဆိုတဲ့အာ panel ရှိပါမယ်အဲ့ library ထဲမှာကျွန်တော်တို့လိုချင်တဲ့ notes တွေရှိနေပါမယ်တချို့ notes တွေဆိုလို့ရှိရင်အာ dynamo install လုပ်လိုက်လို့ရှိရင် automatic ပါလာပြီးသားအခြေခံ note တွေပါတချို့ note တွေဖြစ်တဲ့ဆိုပါစို့ lunch box လို့ခါမျိုးဆိုပါစို့အာ modelical လို့ခါမျိုးပေါ့နော်ပြီးလို့ရှိရင် return လို့ခါမျိုး ီလို package တွေကတော့ဖြင့်ကျွန်တော်တို့ထပ်ဆင့် install လုပ်ဖို့လိုပါတယ်။ဘယ်ရ install လုပ်ကြတဲ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟိုဒီ package out မှာ search ဆိုပြီးတော့အဲ့ဒီကနေပြီးတော့ share ပြီးတော့နာမည်နဲ့ဖြစ်စေအသုံးပြုပုံပြုနည်းနဲ့ဖြစ်စေကျွန်တော် share နိုင်ပါတယ်။ဆိုတော့ lunch box lunch box ဆိုလို့ရှိရင် search for a package ကနေပြီးတော့ဒီကနေပြီးတော့ share လုပ်ရတယ်။ Okay ။ပြီးတော့ကိုရဲ့အာဘာခေါ်မလဲ dynamo ထဲမှာ ဘယ်လို package တွေရှိနေလဲဆိုတာသိခြင်းတော့ဟောဒီ package အောက်ကနေပဲ manage package ဆိုပြီးတော့အဲ့ဒီအနေနဲ့ကြည့်လို့ရတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရတိုင်ဘိုးထဲမှာဘာတွေထည့်ထားလဲဆိုတော့ဟောဒီအာဒီ package တွေကို addition အနေနဲ့ကျွန်တော်ထည့်ထားတယ်အဲ့ဒီ code အဲ့ဒီ package တွေဆိုရင် implement သုံးဝင်ပါတယ်တချို့အာကိစ္စတွေကိုကိုယ့်အကူဖန်ပြီးဖို့ဆိုရင်တော်တော်လေးကိုအကျွမ်းကျင်မှကျွန်တော်တို့အာကိုလိုချင်တဲ့အဲ့ဒီ point ကိုရဖို့အတွက်ကိုကိုလိုချင်တဲ့ code ကိုရဖို့အတွက်ကို ကျွန်တော်တို့ကုတ်တွေအများအဲဘာခေါ်မလဲနှုတ်တွေအများကြီးနဲ့ချိတ်ဆက်ပြီးတော့ဖန်နေရပါတယ်။ဒါပေမဲ့သူတို့အာ package တွေကနှုတ်တွေတုံးမယ်ဆိုလို့ရှိရင်တော့တချို့ကိစ္စတွေက note တွေနဲ့ပြီးသွားတာတော့ note နှစ်ခုနဲ့ပြီးသွားတာတော့ဆိုတာမျိုးပေါ့နော်။ဒါကြောင့်ကျွန်တော်ဒီ package တွေကိုအတန်နိုင်ဆုံးလေ့လာပြီးတော့အသုံးပြုလဲတိုက်တော့ပါတယ်။ Okay တတိယအနေနဲ့ဆိုလို့ရှိရင်တော့ဘာရှိမလဲဆိုတော့ဒီအောက်မှာလောလောဆယ် automatic ဖြစ်နေပါတယ်။အဲ့တော့ automatic နဲ့ပဲထားမယ်ဆိုရင်ကျွန်တော်တို့ note တွေတခုထည့်တယ် link ချိတ်တယ်နောက် နှုတ်တစ်ခုထည့်မယ်ဆိုတော့အချိန်မှာကိုယ့်ရဲ့ကုတ်ဒီမပြီးသေးပေမဲ့ automatic run နေပါလိမ့်မယ်ဆိုတော့ဒါမျိုးမဖြစ်ချင်တဲ့အတွက်ကျွန်တော် recommend လုပ်တာကတော့ဟောဒီ automatic နေရာမှာ manual ပဲထားပါကိုကျင်းက်ပြီးဆိုတော့အခါကျတော့မှ run လုပ်ပေါ့နော်အဲဒါကြီးကတော့အလေကဒီ screen ကြီးကတော့ကျွန်တော် working space ပေါ့နော် hardy space မှာကျွန်တော်တို့ရဲ့ဒီနှုတ်လေးတွေတစ်ခုနဲ့တစ်ခုနှုတ်လေးတွေထည့်မယ်တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ကိုလိုချင်တဲ့ကုတ်တွေကိုဖန်တီးမှာပေါ့ ော်ဒီ screen ကဆိုလို့ရှိရင်သူကဘာလုပ်ထားတာလဲဆိုတော့ဟောဒီကျွန်တော်တို့ရဲ့ဒီ note graphic တွေရဲ့ workspace ဖြစ်တယ်လို့ကျွန်တော်တို့ note graphic တွေကနေပြီးတော့ဖန်တီးလိုက်တဲ့ကုတ်အရာဖြစ်ပေါ်လာတဲ့ geometry တွေကိုလည်းဟောဒီ screen ပေါ်မှာပဲကျွန်တော်တို့တွေ့ရပါမယ်။ဒါပေမဲ့သူဒီဘာလုပ်ထားလဲဆိုတော့ token လုပ်ထားတဲ့အတွက်ကျွန်တော်တို့ note ကိုအဲဒီ enable note graphic လုပ်တဲ့အချိန်မှာဒီ note graphic ပဲပေါ့ဥပမာဆိုတော့ဒီနေရာမှာကျွန်တော်အာ w a t c h w a t c h ပဲဆိုတော့ထားမှာဆိုတော့ဒါဒီကျွန်တော်တို့ရဲ့ note ပေါ့နော်အဲ့လက်ရှိအချိန်ဒီမှာဒီ note graphic ဒီ enable ဖြစ်နေတဲ့အတွက် zoom in zoom out ဒီအဲ့ဒီ note တွေပဲ zoom in zoom out ဖြစ်နေပါမယ်တကယ်လို့ကိုကဟောဒီ behind မှာရှိတဲ့ geometry ကိုဟို zoom in zoom out တော့ navigate လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဟောဒီ base ကဒီဒီ pattern လေးကိုနှိပ်ဖို့လိုပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ sorry နှိပ်လိုက်ရင်ဒီ ဒီအာဘာခေါ်မလဲ background 3d view လေးက enable ဖြစ်လာပြီးတော့ကျွန်တော်တို့ zoom in zoom out ဒီ background 3d view ကိုပဲအာ zoom in zoom out လို့တော့ဖြစ်ပါမယ်ကျွန်တော် note ဒီအမြင်နဲ့ဟိုဘာခေါ်မလဲ fade ဖြစ်သွားပါမယ်ဒီချိန်လေးလေးပေါ့နော်အဲ့တော့ဒါကို shortcut အနေနဲ့ပါတုံးလဲဆိုတော့ control နဲ့ b နဲ့တွဲလို့ရှိရင်လည်းသူဒီဒီအာဒီဘာခေါ်မလဲ environment နှစ်ခုကိုကျွန်တော်တို့ switch လုပ်လို့ရပါတယ် control b control b ပေါ့နော် ကွန်ထရိုးဘီလောက်ထားတဲ့အချိန်မှာပထမကွန်ထရိုးဘီလောက်ထားတဲ့အချိန်မှာကျွန်တော်တို့ဟော်ဒီဘက်အာဒီဂျောမက်ထရီအနေနဲ့ကျွန်တော်တို့ active ဖြစ်နေပြီးတော့နောက်ထပ် control b လုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ graphic node graphic view အနေနဲ့ enable ဖြစ်နေပါလိမ့်မယ်။ Okay ။အဲ့ဒါကလေးကိုကအာ geometry view အနေနဲ့ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ပန်သုံးနေလို့ဆိုရင် meta scope လေးကိုပဲ press လုပ်ပြီးတော့ ဘယ်ရွှေညာရွှေလွတ်လို့ရပါတယ်ဒါမှမဟုတ်လို့ရှင်အာ right click ကိုနှိပ်ထားပြီးတော့ကျွန်တော်တို့ rotate လုပ်လို့ရပါတယ်ဒါဘယ်ချိန်မှလဲဆိုတော့ geometry view အနေနဲ့ active ဖြစ်နေတဲ့အချိန်မှလုပ်လို့ရပါတယ်ဒါဒီကျွန်တော် right click ကိုနှိပ်ထားပြီးတော့ rotate လုပ်ထားတာပါ okay periscope နဲ့ pan လုပ်လို့ရပါတယ် left left button ကတော့ထိုးကြကြဘာမှလုပ်လို့မရဘူးဒီ background geometry view မှာ right click နဲ့ right click button နဲ့ metascope ပါပဲအဓိကလောက်လောက်တာပါ okay ဒါတော့ user interface ရဲ့အာသဘောတဘာဝပါနော် okay အဲ့တော့ဒါလေးကိုကျွန်တော်ပြထားလိုက်မယ်အဲ့တော့ကျွန်တော်တို့အခု revit ထဲမှာကျွန်တော်ဒီ structural model ကိုဖန်တီးထားတယ်ဟောဒီ structural model တွေကိုကျွန်တော်တို့အာဘာလုပ်မလဲဆိုတော့ ဒီ dynamo တော့ extract လုပ်ပြီးတော့ကျွန်တော်လိုချင်တဲ့ information တွေကိုနှိုက်ထုတ်မယ်ဒါမှမဟုတ်ရှင်အဲ့ဒီ information တွေကိုတခြားသော platform ဖြစ်တဲ့ excel ကိုပို့မယ်ဒါမျိုးတွေကိုကျွန်တော်တို့လုပ်လို့ရပါတယ်အဒီနေရာမှာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့အာဘာလို့လုပ်မလဲဆိုတော့ hori slab ရဲ့ surface area ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့အရင်ဦးဆုံးရှာကြည့်ကြအောင်နော်အဲ့ dynamo ပြလာခဲ့အဲ့တော့ surface ကိုရဖို့အတွက်ဘာလုပ်မလဲဆိုတော့ select S E L E C T ဆိုပြီးတော့ search bar ကနေရိုက်ထည့်လိုက်ဒီနေရာမှာ select လို့ရိုက်ထည့်ရင် select နဲ့ပတ်သက်တာတွေပေါ်လာလိမ့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော် select face ကိုတုံးလာမယ် face ရှိတယ် faces ရှိတယ်အဲ့တော့ face ကိုတုံးလို့ရှိရင်တော့တခါ click လို့ရှိရင် face တစ်ခုပဲဒီ note တစ်ခုဒီ face တစ်ခုလည်းတော့ပဲကြုံရမှာပါနော်ကျွန်တော် face တွေနှစ်ခုသုံးခုမရဘူးတကယ်လို့ faces ကိုသုံးမယ်ဆိုရင်တော့ face တွေအများကြီးတခါတည်းဆက်လုပ်လို့ရတယ်ဘလို့တဲ့တစ်ခုလည်းပဲသုံးမယ်ဆိုတော့ ဒီချိန်နေမှာကျွန်တော်တို့ဒီဝါနေလိမ့်မယ်ပြီးတော့ nothing selected ဖြစ်နေတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဘာတစ်ခုမှ select မလုပ်ရသေးဘူးအဲ့တော့ select ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင် revit ကိုပြန်လာခဲ့မယ်အဲ့တော့ revit ကိုပြန်လာပြီးတော့ဒီချိန်နေမှာကျွန်တော်တို့ဘာဖြစ်မလဲဆို horizontal surface ကို select လုပ်လိုက်မယ်ဟာပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့ dynamo ကိုပြန်လာခဲ့လိုက်ဒါဆို dynamo ပြန်လာလို့ရှိရင်ကျွန်တော်တို့ဒီဟိုဘက်မှာ surface တစ်ခုကို select လုပ်ထားပြီးဖြစ်တဲ့အတွက်ဒီမှာ ်ဆက်လက်ဖြစ်နေတဲ့ face ရဲ့ ID code ကိုတွေ့ရမယ်။ဟုတ်ပြီနော်။အဲ့တော့အဲ့လိုအခြေအနေတွေ့ရတာနဲ့မြတ်ဟိုဘက်က surface ဆက်လုပ်ရတဲ့ surface ဆိုတဲ့ဒီနေရာမှာလာပေါ်တယ်။ပေါ်တော့ဘယ်လိုမြင်နိုင်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ control B လေးကိုနှိပ်လိုက်မယ်။ဒါကျတော့ geometry ဒီဒီ face နေနဲ့ဖြစ်သွားမယ်။ geometry workspace နေနဲ့ပေါ့။အဲ့တော့ဒီအချိန်လေးမှာကျွန်တော်တို့ zoom zoom ချက်ကြည့်လိုက်မယ်။ လာလာစင်မရှိသေးဘူးဘာလို့လဲဆိုတော့ကျွန်တော် run လေးလို့ကျွန်တော် run လိုက်မယ်။ဟောဒါဆိုလို့ရှိရင်ဟောဒီအပေါ်မှာလာပြီးတော့ခုနကကျွန်တော် select လုပ်ရတဲ့ surface လေးဒီဒီမှာလာပေါ်လာလိုက်မယ်။ဟာပြီနော်။အဲ့ control B ပဲပြန်နှိပ်လိုက်မယ်။အဲ့တော့ surface တော့ရပြီ။ surface ကနေပြီးတော့ကျွန်တော်တို့ဘာဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ area ကိုရမယ်။ area ကိုဘယ်လိုရမလဲဆိုတော့ကျွန်တော်ဒီကနေပြန်ရိုက်ထည့်လိုက်မယ်။ area ရဲ့ area ဟာပြီနော်။ area မှာမှာ surface area လို့ကျွန်တော်ဖြစ်တဲ့အတွက် area လို့ရလိုက်ရင်ဒီမှာ area နဲ့ပတ်သက်တဲ့ node တွေစီးပြီးကြာလာလိမ့်မယ်။ဒီကနေမှကျွန်တော် surface area လေးယူလိုက်မယ်။ဆိုရင်ဒီကနေ select ပေးလိုက်မယ်။အဲပြောရမယ်။ဒီ device surface နဲ့ device surface ကိုကျွန်တော်တို့ link ချိတ်လိုက်မယ်။ Okay ။ဒီ value ဘယ်လောက်လဲဆိုတာဒီ surface area ဘယ်လောက်လဲဆိုတာသိအောင်ကျွန်တော် run ကြည့်လိုက်မယ်။ Okay အဲ့တော့ value ပေါ်ခြင်းနှစ်နည်းလုံးသုံးလို့ရတယ်။တနည်းကတော့ကျွန်တော်တို့ watch ဆိုတဲ့ note ကိုတုံးလို့ရတယ် WATCH watch ဆိုတဲ့ note ကိုတုံးပြီးတော့ကျွန်တော်တို့ရဲ့ area ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်ကြည့်လို့ရမယ်ဟာပြီနော်နောက်တစ်ခုကျတော့ပါလဲဆိုတော့ဟောဒီဒီ surface.area ဆိုတဲ့ note လေးရဲ့ညာဘက်အောက်တောက်မှာကာစာလေးချလိုက်ရင်ဒါလေးပေါ်လာလိမ့်မယ်အဲ့တော့ဒီချိန်မှာသူရဲ့ preview လေးပေါ့နော်ဒီ value လေးအတက်ဒီနေရာမှာဒီ pin လေးကို click နှိပ်လိုက်လို့ရှိရင်လည်းဒီ value တန်းပေါ်လာလိမ့်မယ်ဒါဒီကျွန်တော်တို့ ရဲ့ဟောဒီ select လုပ်လိုက်တဲ့ revy ထဲမှာရှိတဲ့ element ရဲ့ surface ရဲ့ area ပေါ့နော်အဲ့ဒီ area ကိုရပြီဆိုတော့ကျွန်တော်တို့ဒီ area ဒီပါလဲဆိုတော့ millimeter square ဖြစ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ revy ထဲမှာရှိတဲ့ကျွန်တော်တို့အာဘာခေါ်လဲဆိုတော့ manage out က project unit ကိုကြည့်မယ်ဆိုလို့ရှိရင် project unit ကတော့ meter square ဒါပေမဲ့ဟိုဘက်မှာလာပေါ်နေတာဒီ meter square နဲ့မပေါ်ဘဲနဲ့သူဒီ အာ basic unit အနေနဲ့ millimeter square နဲ့ပဲပေါ်လိမ့်မယ်။ Okay ။အဲ့တော့ဒီချိန်ကြီးကနေမှကျွန်တော်တို့ meter square ကိုပြောင်းနေတယ်ဆိုလို့ရှိရင်ဘာလို့လဲဆိုတော့ဒီမှာအာ unit converter ရှိတယ်။အဲ့တော့ကျွန်တော်က UNID လို့ရက်ထည့်လိုက်မယ်။ UNID unit ရက်ထည့်လိုက်ရင်အပေါ်ဆုံးမှာဘာတွေ့ရမလဲဆိုတော့ convert between unit ဆိုပေါ်လာလိမ့်မယ်။ဒါတွေကို select ပေးလိုက်။ဒါဆိုလို့ရှိရင် convert between unit ဆိုတာပေါ်လာလိမ့်မယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီ area ကိုပြောင်းလိုက်မယ်။ ပြီးရင်ဒီ information ကို area ထဲဝင်လိုက်မယ်ပြီးတော့မှဒီတည်းထွက်လာမယ်ဒါ input ပေါ့နော် output အနေနဲ့ဒီဘက်ကိုထွက်လာလိုက်မယ် watch ကိုချိန်ပြပြီးတော့ပြန် run လိုက်လို့ရှိရင်ကျွန်တော်တို့ sorry ဒီဘက်က millimeter ဒီဘက်က meter ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ run လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ hori surface ရဲ့ area ကိုရမယ်ဒီနည်းနဲ့ကျွန်တော်တို့ဒီအာကျွန်တော်တို့ revit ထဲမှာရှိတဲ့ကိုကြည့်ခြင်းနဲ့အာ model ရဲ့ surface ကို area ကိုကျွန်တော်မြင်နိုင်တယ်။ပေါ်ပြီးထင်တာမြင်တာဖြစ်အောင်ကျွန်တော်ဒီကကြာရင်ဟောဒီ select face ကိုထပ်နှိပ်လိုက်မယ်။ဒီလိုရှိရင်ဒီထဲမှာရှိတဲ့ဟောဒီ column ရဲ့ top surface လေးပဲယူလိုက်မယ်ဆိုတော့။ပြီးရင်ဒီဘက်ပြန်လာခဲ့မယ်။ sorry ။အာ oops ။ yeah ။အထပ်တိုင်းမနော်။ဒီမှာပြန် run ကြည့်လိုက်မယ်။ဒါဆိုရင်ခုနကဟောဒီ column ရဲ့ကျွန်တော်တို့ဒီဒီ text surface လေးကိုပဲတွေ့ရမယ်ကျွန်တော် column ဒီ block တုံးထားလဲဆိုတော့အကကြတော့ကျွန်တော် column ဒီလောလောဆယ် block တုံးထားလဲဆိုတော့အကကြတော့ဒီ column size ဒီ6 x 6ရှိတယ်ဟာပဲနော်6 x 6ဆိုတော့အာ36 34လုံးပေါ့အာ36000ဖြစ်မှာပေါ့36000 mm square 3600 mm2 ဒါကိုကျွန်တော်တို့ကမီတာပြောင်းလဲခါကျတော့0.36 meter square ရမယ်။အော်ဒါဒီ surface တစ်ခုလေးကိုကျွန်တော်တို့ကကောက်တာပေါ့။ဒါအပြင်ကျွန်တော်တခြားပြောင်းလဲရတယ်။ဆိုတော့ column ရဲ့ top surface မဟုတ်ဘဲနဲ့ B က vertical surface လို့ကျင်နေဆိုလို့ရှိရင်လည်း set လုပ်လိုက်မယ်။ revit ကိုပြန်လာခဲ့။ BN D surface လေးပြကြအောင်။ BN ကျွန်တော်တို့ဒါတော့ပြန်လာပြီးတော့ထပ် run ကြည့်လိုက်။ ကျွန်တော်တို့ base surface ကိုတွေ့ရမယ်။ဟာပြီနော်။ဒါဒီအာဒီ select surface မှာ surface တစ်ခုလည်းကိုပဲရွေးတဲ့ node ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တစ်ခုတစ်ခုချင်းစီပဲရွေးရရတာပေါ့။အဲ့ဒီနေရာမှာကျွန်တော်တို့က face တစ်ခုတည်းမဟုတ်ပဲね face တစ်ခုတည်းပို့ပြီးတော့ရွေးချင်တယ်ဆိုရင်တော့ဟောဒီ face surface select face အစား select faces ကိုသုံးအောင်အဲ့တော့ကျွန်တော်ပြန်သွားကြည့်လိုက်မယ် S E L E C T select faces ပေါ့နော် faces သုံးရတယ် ့တုံးလိုက်မယ်ဒီတာကိုကျွန်တော်ဖြတ်လိုက်မယ်ဆိုတော့တို့ပြန်ချိန်လိုက်မယ် select ပေါ့မယ် review ကိုပြန်လာခဲ့မယ်ဒီကကြက်လို့ရှိရင် the faces ဖြစ်တဲ့အတွက်သူဒီကို selection ပြီးပြီဆိုရင်ပြီးရဲ့အကြောင်း finish လုပ်ဖို့လိုမယ်နော်ဒီနေရာမှာကျွန်တော်တို့ thori surface လေးတုံးမယ်ယူမယ်ပြီးလို့ရှိရင်နောက်ထပ် surface ကိုထပ်ထည့်မယ်ဒီ beam နဲ့ top surface ထပ်ထည့်မယ်ဆိုတော့ဒီ beam top surface ထပ်ထည့်မယ်ဒီ beam top surface ထပ်ထည့်မယ်အဲ့တော့သူဒီအစ်စ် face ကိုပေါ်မှာကာဆာတင်နေတဲ့တိုင်းမှာ plus sign လေးပေါ်နေလိမ့်မယ်အခုဆက်လက်လုပ်ပြီးသား surface ပေါ်မှာကာဆာတင် minus ဖြစ်လိမ့်မယ်ဆိုတော့တော့ဒီဒီ surface ကိုမလိုချင်ဘူးဆိုရင်ဆက်လက်လုပ်ပြီးသားဖြစ်နေပြန်ဆက်လက်လုပ်လိုက် answer ဖြစ်သွားမယ်ဒါဒီသဘောပေးထားတာပါနော်အဲ့ဒီချင်နေရပြီဆိုတော့ hori surface ပဲနှစ်ခုရှိတဲ့1 2 3 4ရှိမယ်ဒီ၄ခုကျင်းတတ်ပြီဆိုရင် finish ပေးလိုက်ဒီလိုရှိရင်ကျွန်တော်တို့ dynamic ရှိပြန်လာခဲ့လိုက် ဒီမှာသူပါအောင်တွေ့အောင်လဲဆိုတော့ ID ၄ခုကို select လုပ်ပြီးသားတွေ့နေရမယ်ဒီနေရာမှာ run လိုက်လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဟောဒီအာ select လုပ်ထားတဲ့ surface တွေရဲ့ area ကိုရမှာပါနော်ဒီမှာ control p လေးနှိပ်လိုက်မယ်ကျွန်တော် zoom လေးချလိုက်မယ် rect လေးလည်းနှိပ်ပြီးတော့ rotate လုပ်ကြည့်လို့ရတယ်ဟာပြီနော် microscope နှိပ်ပြီးတော့ကျွန်တော်တို့ pan လေးလုပ်လို့ရမယ်အဲ့တော့ဒါဒီကျွန်တော်တို့ဘယ်လိုခြင်းတွေမျိုးတွေမှာအသုံးအသုံးပြုလဲဆိုတော့ကျွန်တော်တို့ model ထဲမှာရှိတဲ့တချို့ surface တွေကို manually select လုပ်ပြီးတော့မှသူတို့ area ကိုလိုချင်တဲ့ခံမှုကြရင်ဒါအသုံးပြုတာပါနော်အဲဒါဒီ select face select faces ကိုအသုံးပြုပြီးတော့ information ကို revit ကအင်ဖော်မေးရှင်းကိုကျွန်တော်တို့ dynamo ထဲမှာ extract လုပ်တာပြီးတော့ဒါရလာပြီဆိုတော့ဒီ information ကိုကျွန်တော်တို့အာတခြားနေလိုအပ်တဲ့နေရာမှာအသုံးပြုမှာပါနော်ဥပမာဆိုတော့အာ gfa တွက်တာတို့ horizontal layer form တွက်တာတို့ဆိုတဲ့အခြေအနေမျိုးတွေမှာအသုံးပြုတာပေါ့ okay တော့ဒါဒီ slab face ရဲ့သဘောအဲ့တော့ slab မှာမှာပါလိရှိလဲဆိုတော့ slab edge လည်းရှိတယ်အဲ sorry slab မှာမှာ slab face ရှိတယ် slab edge ရှိတယ်ဒါမှမဟုတ်ရှင်လဲ slab အဝါလည်းရှိမယ်ဘာခေါ့မလဲ slab 3d element ဟာမျိုးလည်းရှိမယ် okay ကျွန်တော်ဒါလေးကိုနော် delete လုပ်လိုက်မယ် okay ဒီကကြရင်ဘာလုပ်မလဲဆိုတော့ slab model element slab model element ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်နှစ်မျိုးရှိတယ် element တစ်ခုတည်းကို select လုပ်တာရှိတယ် element တွေအများကြီးကို select လုပ်တာရှိတယ် element တစ်ခုတည်းကို select လုပ်တာဆိုလို့ရှိရင် select ဒီ node ကိုတုံးမယ်ဆိုရင်သူ့မှာဘာရှိမလဲဆို element ကို select လုပ်မယ်အဲ့တော့ element select လုပ်ဖို့တည်းဆိုရင်တော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီနေ့မှာဒီ 3D element ကနေကျွန်တော်တို့ဘာကိုရမလဲဆိုတော့ sub area တက်စားလို့ရှိရင်ကျွန်တော်တို့က volume ကိုရမှာပါနော်အဲ့တော့ volume ကိုဆွဲထုတ်တာမျိုးခြင်းမျိုးဆိုရင် surface နဲ့တုံးလို့မရတော့ဘူး အဲ့တော့အာဒါမှဒီမှာမှဘာရသေးလဲဆိုတော့အဲ့ဒီ element ရဲ့ surface တွေကိုထပ်ပြီးတော့ select လုပ်ချင်တာမျိုးရှိတယ်အဲ့ခါကျရင်တော့ဘာလုပ်မလဲဆိုတော့အရင်ဆုံးအာ surface element of surface နဲ့ကြည့်လိုက် ele m a n d .surface အာ element of faces ရှိတယ်ဆိုတော့ဟောဒီ element ကနေပြီးတော့ကျွန်တော်တို့ element to element ချိန်မယ် phase to phase ချိန်မယ်သူ dynamic ရဲ့သဘောကကျတော့သူ့သူ့ရတူရကိုပဲချိန်လိုက်ရတယ်ကြည့်လို့ element ကနေပြီး phase ကိုတန်ချိန်လိုက်ရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်ကြည့်ကြရအောင်နော်ပြီးတော့ကျွန်တော်တို့ select လုပ်မယ်ဆိုတော့ privacy လာမယ်ကျွန်တော်ဟောဒီ object ကို select ပေးလိုက်မယ်ဆိုတော့ oops ပေးလိုက်မယ်ဆိုရင်ဒီ chain နေမှာကျွန်တော် run မယ်ဆိုရင် run လို့ရမှာကြည့်လိုက်မယ်အဲ့ဒါဆိုရင် run လို့မရဘူးဘာလို့ဆိုတော့ element ကနေပြီးတော့ surface ကိုသူဒီ direct ချိန်ဆက်လို့မရဘူးသူဒီဒီ area ကိုမကောက်နိုင်ဘူးအဲကောက်နိုင်မှုအတွက်ကျွန်တော်တို့ကဂျာဘတ်ကန်ပေးရလဲဆိုတော့ဟောဒီ element တဲမှာရှိတဲ့ phases တွေကိုရဖို့အတွက် element of phases ကိုတုံးတယ်အဲဒီကနေမှတစ်ဆင့်ဒီကိုချိန်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်လိုချင်တဲ့ phases တွေကိုရမယ်အဲ့တော့ဟောဒီ column တစ်ခုမှာဆိုလို့ရှိရင်မျက်နှာ6ဖက်ရှိတယ်မျက်နှာ6ဖက်ရှိတယ်မျက်နှာ6ဖက်ရှိတဲ့အတွက်မျက်နှာတစ်ဖက်ချင်းစီရဲ့ဒီမှာ area တွေရမယ်ဒါဆိုရင် 3သိန်းအာ6000ဆိုတဲ့နှစ်ခုဒီ top surface နဲ့ bottom surface ဖြစ်ပြီးတော့ channel 4ဘက်ဒီကျွန်တော်တို့ရဲ့ side surface ဖြစ်တယ်အဲ့ဒီမှာအမ4ဘက်လုံးဒီတချို့ဘက်ဒီအာဘလော့ဖြစ်နေဆို2.4 square meter ဖြစ်နေတာဒီဘာလို့လဲဆိုတော့တချို့အခြေအနေတွေမှာဘင်းဝင်နေတဲ့ခါမျိုးကြောက်လို့ရှိရင်သူဒီ surface အပြည့်မရတာရှိတယ်ချို့တခြား element တွေကနေပြီးတော့သူ surface ကို cut လုပ်လိုက်တဲ့ခါမျိုးမှာအပြည့်မရဘူးနော် ကြောင့်မလို့တချို့ value တွေမှာဆိုလို့ရှိရင်ပြည့်မဖြစ်နေဘူးနော်အဲ့တော့ဒီနည်းနဲ့ကျွန်တော်တို့ဒီ element ကို select လုပ်လိုက်တဲ့ element ရဲ့ surface တွေကိုဒီလို extract လုပ်လို့ရတယ်တကယ်လို့ကိုက volume ကိုလိုချင်တယ်ဆိုလို့ရှိရင်ဘာလုပ်ကမလဲဆိုတော့ element element dot volume element of volume ရတော့မရှိဘူးအဲ့တော့ volume လိုချင်ကျွန်တော် volume လို့ရထည့်လိုက် v o l u m e volume လို့ရထည့်လိုက် အဲ့တော့ volume မှာကျတော့ဘာပဲရှိလဲဆိုတော့ဒီ tools တခုပဲရှိတယ် solid dot volume ဆိုရှိတယ်ဟုတ်ပြီနော် solid dot volume ဆိုတော့ horizontal dot volume ကနေပါရမလဲဆိုတော့ကျွန်တော်လေးကို control c နဲ့ copy ယူမယ် control v ချလိုက်မယ် unit converter ကို pnd area မှာကျွန်တော် volume လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီအားလေးကိုဒီဘက်ကိုချိန်လိုက်မယ်โอเคအဲ့ဒါဒီဘက်ယူမယ်ပေါ့နော် ေးကိုကျွန်တော်အောက်မှာခဏထပ်ထားလိုက်မယ်အဲ့တော့ element ကနေပြီးတော့ vol ဒီ solid ကိုတန်းချိတ်ပြီးတော့ run မယ်ဆိုလို့ရှိရင်သူဒီ run လို့မရဘူးဘာလို့ဆိုတော့ element ကနေပြီးတော့ solid ကို direct ချိတ်လို့မရဘူးဒီ element နဲ့ solid နဲ့ကြာမှာဆက်ဆက်မှုမရှိဘူးအဲ့တော့ဆက်ဆက်မှုရှိဖို့အတွက်ကျွန်တော်တို့ hori element of face ဆိုတာမျိုးပဲပါထည့်ဖို့လို့လဲဆိုတော့ element of element of solid ဆိုတာမျိုးထည့်ဖို့လို့မယ် element of solid ဆိုတာမျိုးထည့်ဖို့လို့မယ် ဒါရပြီဆိုတဲ့အခါကျတော့မှ element ကိုပြလိုက်မယ် element to element ချိန်လိုက်မယ်ပြီးလို့ရှိရင် solid ကိုပြန်လာလိုက်မယ်ဒါဆိုတော့မှ volume ကျတော့ cubic millimeter ပဲထွက်လိုက်မယ်အဲ့ဒီကနေပြီးတော့ cubic meter ကိုချိန်မယ်ဆိုရင်ကျွန်တော်တို့ run လိုက်တဲ့အခါကျရင်ကျွန်တော်တို့လိုချင်တဲ့ holy column ရဲ့ cubic meter ကိုရမယ် okay ဒါပါလဲဆိုတော့ဒီ dynamo ရဲ့တဘောကကျတော့ကိုလိုချင်တဲ့ result ကိုရဖို့အတွက်ကျွန်တော်တို့ဘယ်လိုချိတ်ဆက်ပြီးတော့သွားလဲဆိုတဲ့ concept လေးပေါ့နော် သူ့မှာတစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့ပြီးတော့အသုံးပြုဖို့အတွက်သူကလိုအပ်တဲ့ information တွေကိုကြားနေဖြည့်ဆွက်ပေးရတယ်ဒီသဘောပေါ့ Okay အာဒီချိန်နေမှာမှကျွန်တော်တို့ကနောက်ထပ်ဘာလို့ခြင်းလဲဆိုတော့ Hori Revit ထဲမှာရှိတဲ့ဆိုတော့ Hori H ပေါ့နော် Hori H line ရဲ့ length ကိုလိုချင်တယ်ဆိုတော့ဒါမှမဟုတ်ရှင် Hori parameter ကိုလိုချင်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဘာသုံးလဲဆိုတဲ့အခါကျတော့ဒါမှပြန်လာခဲ့ ဒီမှာဘာတုံးလဲဆိုတော့ S E L E C T select H ကိုယူမယ် Okay select H ယူမယ်အဲကျန်တဲ့ဟာတွေကိုအောက်ခဏထားထားလိုက်ဆလပ် edge အဲ့တော့ slab edge ဆိုရှင် edge ရှိတယ် edges ရှိတယ် edges ရှိတယ်ကျွန်တော် edges ကိုယူလိုက်တကောင်းမှာ parameter လို့ကျွန်တော်ဆလပ် edges ကိုယူလိုက်မယ်ဒီပြင် select လုပ်မယ် revit model ရှိပြန်သွားမယ်ပြီးရင်ဒီထဲမှာဒီဇောင်းလေးလိုချင်တယ်ဒီဇောင်းလေးလိုချင်တယ်ဒီဇောင်းလေးလိုချင်တယ်ဟောဒီနေရာမှာကျတော့ကွာကြပြီဒီဇောင်းလိုချင်တယ်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 ဆိုတော့ပြီးပြီဆိုရင် finish ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဘယ်လိုပြင်လာမလဲဆိုတော့အာ dynamo ပြင်လာရင်ကျွန်တော်တို့ဒီမှာ step s တွေကိုရွှေ့ပြီးသားဖြစ်သွားပြီ တော့အရိကနေမှာဆိုတော့ slap patch ကိုဘာလို့ခေါ်လဲ cuffs လို့ခေါ်တယ်ဒီ cuffs ကနေမှာကျွန်တော်တို့က length ကိုထုတ်မယ်ဆိုတဲ့အခါကျတော့ဒီနေရာမှာ cuff cuff အာ dot length မရဘူးဒါဆိုရင်တေးကြအောင် length လို့ကျွန်တော်ဖြစ်တဲ့ length တွေပဲထည့်လိုက်အဲ့ဒီ n g t h length ဆိုလို့ရှိရင်ဒီ length ကိုရမယ် length ဒီ string ဖြစ်နေတယ် ဒီနေရာမှာ length ဒီပေးရလားမလို့ဆို curve ကလာတဲ့ length ဆို t t ဒီ curve တော့ length တော့မှာရလာပြီ select ပေးလိုက်မယ်ပြီးရင်သူ့ရဲ့ဟိုဟာကိုလိုချင်တယ်ဆိုလို့ရှိရင် length ကိုလိုချင်တယ်ဆိုရင်ကျွန်တော်ဒီ unit converter လေးပဲတုံးလိုက်မယ်ဒါကိုဘာနဲ့လိုချင်လဲဆိုတော့ meter နဲ့လိုချင်တယ်ဆိုတော့ဒီနေရာမှာမှန်မှန်ကန်ကန်ရွေးဖို့လိုမယ် length ကိုတုံးမယ်မီလီမီတာတော့လည်းရှိနေတာကအဲဒီကနေပြီးတော့ကျွန်တော်တို့က မီတာကိုသုံးမယ်ဆိုတော့ပြီးရင် run လိုက်မယ်ဒါဆိုရင်ဟောဒီအခုနကကျွန်တော်ဖန်တီးလိုက်တဲ့အာ oops ဖန်တီးလိုက်တဲ့ parameter hd ရဲ့ parameter ဒီမှာပေါ်လာပေးလိုက်မယ် close လေးပေးလိုက်မယ်ကျွန်တော် select လုပ်ထားတာဟာပြီနော်ဒီအနေမှာကျွန်တော်တို့လိုချင်တဲ့ parameter ကိုတစ်ခါတည်းတန်ရမယ် ပါရမီတာရမယ်ဆိုရင်အားလုံးကိုတန်းရတာတော့မဟုတ်ဘူးသူတစ်ခုချင်းစီကျွန်တော်ဆက်လက်ပေးလိုက်တဲ့ edge တစ်ခုချင်းစီရဲ့ length ကိုသူဒီဒီမှာလာပြီးတော့ပေါ်ပြပေးနေလိမ့်မယ် Okay ဒီနေ့ねဒါကကျွန်တော်တို့ရဲ့ hori rabbit ထဲကနေပြီးတော့တချို့ surface တွေအာတချို့ element တွေတချို့ edge တွေရဲ့ information ကိုကျွန်တော်တို့ဆွဲထုတ်တာပါနော် extraction လောက်တခေါ်တာပေါ့အာဒါဒီဒါ ဒိုင်နမိုကို revenue နဲ့တွဲသုံးပြီးဆိုတဲ့အခါမှာကျွန်တော်တို့မလွဲမသွေသုံးရမယ့်2 state တွေကတခုပါနော် okay ကျွန်တော်တို့အာ now video click ကြလို့ရှိရင်တော့ကျွန်တော်တို့ဒီလို select မလုပ်ဘဲနဲ့ automatic တန်းပြီးတော့ extract လုပ်တဲ့အကြောင်းလေးကိုဒီမျက်စိနဲ့တော့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်